ကြားနဲ့မင်းဆိုတာနဲ့ပဲလူတယောက်ကိုအကုန်သိပြီလို့ပြောလို့ရမလားတကယ်တော့လေအဲ့ဒီလိုတမာယိုးချမြင်နေအပြင်ကိုခဏထွက်ကြည့်လိုက်တာကလူတိုင်းအတွက်ပိုကောင်းတဲ့ကဘာကြီးကိုတိဆောက်ဖို့ဘလောက်တောင်အရေးကြီးလဲဆိုတော့ဒီနေ့အတူတူကြည့်သွားကြရအောင်ကဲဒီเจ้าရာကဘာလို့ဒီလောက်အရေးကြီးတာလဲဆိုတာကိုပိုပြီးမြင်သားတော့အောင်နေ့စဉ်ဘဝမှာအမြဲကြုံနေရပါမယ်သိတ်သတိမထားမိတတ်တဲ့အန္တရာယ်ကြီးတဲ့အချက်တစ်ချက်နဲ့စလိုက်အောင်ဗျာကားတိုက်မှုဖြစ်ပြီးဆိုင် အမျိုးသမီးတွေကဘာလို့ပို့ပြီးအန်ဟေများနေရတာလဲအဖေကတော်လေးကိုအံ့ဩစရာကောင်းပါတယ်ဒါကလည်းကျွန်တော်တို့နေ့စဉ်သုံးနေတဲ့စနစ်တွေရဲ့ဒီဇိုင်းထဲမှာပဲဖုံးကွယ်နေတဲ့ကြီးမားတဲ့ဟားကွက်တီတစ်ခုကိုမိမောင်းထိုးပြလိုက်သလိုပါပဲစဉ်းစားကြည့်လေဆယ်စုနှစ်တည်းနဲ့ချီပြီးတော့ကားပေးခင်ရင်စမ်းသက်မှုတွေလုပ်တဲ့အခါမှာတုံးတဲ့စမ်းသက်ခံရုပ် crash တမိတီကပြမြအမျိုးသားတရားရဲ့ခနာကိုကိုပဲအခြေခံပြီးလုပ်ထားတာအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ ကားလေးကဘေကင်းရဲ့စနစ်တွေအကုန်လုံးကလူဦးရေရဲ့တော်ဝက်လောက်အထွက်ပဲထိထိရောက်ရောက်ကာကွယ်ပေးနိုင်အောင်ဒီဇိုင်းဆွဲထားတယ်လို့ပြဖြစ်နေတာပေါ့ဆိုတော့ဒီလိုမျိုးမေလျော့တွားမှုကဘာကိုပြနေလဲဆိုတော့လीတခုခုကိုဒီဇိုင်းဆွဲတဲ့အခါလူတိုင်းကိုထဲမစင်စားမိဘူးဆိုရင်တချို့လူတွေကအလိုလိုခြံထားခဲ့ခံရတယ်လို့ဖြစ်သွားပြီးအသက်အန္တရာယ်အထိပါဖြစ်လာနိုင်တယ်ဆိုတာပါပဲဒါကတမင်လုတာမဟုတ်ရင်တောင်ပါလीဖြစ်လာတဲ့အကျိုးဆက်ကတော့အတူတူပဲကဲအဲ့ဒီတော့ခုနကကာကိစ္စလိုမျိုး မင်းစီနဲ့မမြင်နိုင်တဲ့ဟာကွက်တွေရဲ့အရင်းမြစ်ကိုတကယ်နားလည်ချင်တယ်ဆိုရင်ကြားမှလိင်တဘာဝဒါမှမဟုတ် gender ဆိုတဲ့စကားလုံးရဲ့အသေးပေကိုတိတိကျကျလေးကြံကြည့်ဖို့လိုလာပြီဒါကလေဇီဝပေးတာအရာခွဲခြားတဲ့အညွန့်တခုတည်းမဟုတ်ဘူးအဲ့ဒီအများကြီးပို့တယ်ဒါကလူဖွဲ့စည်းကလူတယောက်ကိုဘလို့မြင်လဲသူစီကဘာကိုမျော်လင့်ထားလဲဆိုတာတွေကိုပုံဖော်ပေးနေတဲ့အင်အားတခုပဲဥပမာပြောရင်ဘလို့အလုပ်တွေကယောက်ျားလုပ်ရမယ်လို့ ဘလို့လုပ်တွေကမိမလောရမဲ့အလုပ်လို့တတ်မှတ်ခံရရမျိုးပေါ့ဒါတွေအကုန်လုံးကလူတွေရဲ့အခွင့်အလမ်းနေအတားအဆီးတွေကိုတိုက်ရိုက်ဖမ်းမှုနေတာအရေးကြီးတာကလေဒီအချက်တွေကတခုချင်းစီထိတန့်ရက်တည်နေတာမဟုတ်ဘူးဥပမာမြို့ပေါ်မှာနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့နေစဉ်ဘဝအတွေ့အကြုံကတိလက်ဒေတာကမတန်ဆွမ်းအမျိုးသမီးတစ်ယောက်ရဲ့အတွေ့အကြုံနဲ့လုံးဝကိုကွဲပြားသွားနိုင်တယ် အသက်အရွယ်လူမှုအလွာနေတဲ့နေရာစတဲ့ကိုယ်ရေးအချက်လက်တွေအားလုံးကရှွတ်ရှွတ်ထွေထွေပေါင်းဆက်သွားပြီးလူတယောက်ချင်းစီအတွက်မတူညီတဲ့အခွင့်အရေးတွေဒါမှမဟုတ်အခက်အခဲတွေကိုဖန်တီးပေးနေတာ။ Okay ဒါဆိုဒီလိုဟောက်ွက်တွေကိုဘလို့ဖြေရှင်းကြမလဲ။အဖြေကတော့လေပြည်ထနာဖြစ်လာမှလိုက်ကဲတာထက်အစကတည်းကလူတိုင်းကိုထက်စဉ်းစားတဲ့ gender mainstreaming လို့ခေါ်တဲ့နည်းလမ်းပဲ။မြန်မာလိုဆွဲလို့ကြားမရေးရရှူထောင်ကိုပင်မရည်စည်းကြောင်းမှထည့်သွင်းစဉ်းစားခြင်းပေါ့ ီနီးလေးအကောင်းဆုံးအချက်ကပါလဲဆိုတော့ရှုပ်ရှုပ်ထွေးထွေးတွေစဉ်းစားကြမလို့ပဲလက်တွေ့ကြတဲ့မိဟွန်းလေးတွေအဖြစ်ပြောင်းလဲပေးလိုက်တာပဲပထမဆုံးမေးရမှာကဒီမူဝါဒဒါမှမဟုတ်ဒီအစစ်စင်ကနည်းဘယ်သူတွေအကျိုးအများဆုံးခံစားရမလဲပြီးရင်ဒုတိယမိဟွန်းကဘယ်သူတွေကောကြံနေခဲ့နိုင်မလဲနောက်ဆုံးအနေနဲ့ကတော့အားလုံးအဆင်ပြေပြေပါဝင်လာနိုင်အောင်ဘယ်လိုပိုကောက်အောင်လုပ်ကြမလဲဆိုတော့ကိုစဉ်းစားဖို့ပဲဒီရုပ်ရှင်ရဲ့အဆင်လေးတွေကတော့တကယ်ကိုကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖန်တီးပေးနိုင်ပါတယ်ကဲ theory ဖိုင်းနေပြောပြီးပြီဆိုတော့ဒီအချက်တွေကိုလက်တွေ့ကဘာမှာအတုံးချလိုက်တဲ့အခါဘလို့အအောင်ရကောင်းမဲ့အောင်မြင်မှုတွေရလာတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ဗျာဥပမာဂျပန်နိုင်ငံမှာပေါ့ BMW ရဲ့ဂျိုတင်ကာကွယ်ရေးအစီအစဉ်တွေဆွဲတဲ့အခါတက်ကြီးရွယ်ဟိုဒီအထူးသဖြင့်အဖွားတွေကိုပါဝင်စေခဲ့တယ်ဘာလို့လဲဆိုတော့သူတို့ကဒေတာအကြောင်းအသိဆုံးလူမှုကွက်နဲ့အခိုင်အမာဆုံးကိုသူတို့ရဲ့အကြံဉာဏ်တွေဗဟုသုတတွေကြောင့်အစီအစဉ်တွေကအများကြီးပိုထိရောက်သွားပြီး ရိုက်ရွာတစ်ခုလုံးကအရင်ကတည်းကအများကြီးပူပြီးပေးခင်းသွားတယ်။ခန္ဓာကြီးလည်းပူရှိလာတယ်။ထိုင်းနိုင်တယ်မှာလည်းဒီလိုပဲ။ HIV ကံကိုရအသိပညာပေးရခါမှလေလူတွေရဲ့လိင်တဘာဝမတန်ဆွမ်းဖြစ်မှုနေထိုင်တဲ့ဒေသဒါတွေအကုန်လုံးကအပြန်အလှန်ဆက်စပ်နေတယ်ဆိုတော့ကိုသူတို့သဘောပေါက်လာတယ်။အဲဒီတော့ဒီအချက်တွေအလုံးကိုထည့်အတွက်ပြီးအသိပညာပေးလုံကတွေကိုပြန်ပြပလိုက်တဲ့အခါမှရပ်ဝါရဲ့ကြမ္မာရဲ့ကအတိတ်တသာသာတို့တိုးတက်လာတာတွေ့ရတယ်။ အခုဆိုရင်ဒီလိုတွေးခေါ်ပုံမျိုးကိုအရှိတော်အာကြပညာရေးဝန်ကြီးများအဖွဲ့စည်းမျိုး လိုမျိုးနိုင်ငံတကာဖွဲ့စည်းကြီးတွေကတောင်ပို့ပြီးကြဲကြဲပြန့်ပြန့်အကောင်အထည်ဖော်လာကြပြီ။စင်းမျိုးကဆိုရင်ဒီလိုလူတိုင်းပါဝင်ရေးတွေးခေါ်ပုံကိုတို့ရဲ့အတ္တိကမဟာဗျူဟာထဲမှာကိုထည့်သွင်းထားတာ။အတ္တိကအဖြစ်တော့မန်တိုင်ကြီး၄ခုကိုအာရုံစိုက်ထားတယ်။မူဝါဒပိုင်းအဖွဲ့စည်းအတွင်းပိုင်းလက်တွေ့အစီအစဉ်အကောင်အထည်ဖော်မှုပိုင်းနဲ့တင်ယူမှုနဲ့စံသစ်တည်ထွင်မှုပိုင်းဆိုပြီးတော့ပေါ့။ သူတို့ရဲ့အထက်အဆီဇင်တစ်ခုဖြစ်တဲ့ Savage ဆိုရင်ဒေတာတွင်ကမင်းကလေးတွေရဲ့ပညာရဲ့ခြေကံကိုခိုင်မာအောင်အထက်ထားတယ်။တကယ်လက်တွေ့ကျတဲ့အထောက်အထားတွေကိုအခြေခံပြီးကူညီပေးတယ်။ဒါမှဘယ်သူမှပညာရေးလမ်းကြောင်းပေါ်ကနေကြာမနေခင်မှာလဲ။နောက်တဲ့အရေးကြီးတဲ့အဆီဇင်တစ်ခုကတော့ Future for Girls ပဲ။ ဒီအစီအစဉ်ကကြတော့မိန်းကလေးတွေသူတို့ရဲ့အလားအလာတွေကိုအပြည့်အဝဖော်ထုတ်နိုင်ဖို့ကြောင်ဒီမှာရောရဲရွာတွေထဲမှာပါကြားမှရေးရတဲ့ပတ်သက်ပြီးအဖြူတဘောဆောင်တဲ့အမြင်တွေကိုမြင့်တင်ပေးတယ်ပြီးတော့လိုအပ်တဲ့အထောက်ပံ့တွေအခွင့်အလမ်းတွေကိုလည်းဖန်တီးပေးနေတာဆိုတော့ဒီအကြောင်းအရာတွေအားလုံးကိုခြုံပြီးကြည့်လိုက်ရင်ကျွန်တော်တို့အတွက်အဓိကအမှတ်ထားထားမယ့်အချက်ကပါဖြစ်မလဲကြမ်းမရေရာ ရှူထောင့်ကိုထည့်သွင်းစဉ်းစားရတဲ့ဆိုတာလေစာတင်ခန်းတွေကနေစပြီးအစည်းအဝေးခန်းမာတွေအထိ လုံးတမြအရာအလုံးမှာထင်စင်းစားလိုက်တာကမျှတမှုချိလာစေုံတင်မဟုတ်ဘူးအဲ့ဒီထက်ပေါ်တယ်ဒါကလူတိုင်းရဲ့အရေးချင်းတွေကိုအပြည့်အဝအသုံးပြုပြီးအလုံးတဲ့ပိုကောင်းတဲ့ရလတ်တွေထွက်လာစေဖို့အကောင်းဆုံးနည်းလမ်းပဲဒီစကားကအထက်အချက်ကိုလုံးဝထိထိမိမိပြောထားတာပဲနောက်ဆုံးမှာတော့ကြားမအရေးရတန်းတူညီမျှမှုဆိုတာအမျိုးသမီးတွေအတွက်ပဲလောက်ရတဲ့ကိစ္စမဟုတ်ဘူး ဒါကလူဖွဲ့စည်းတွေအဖွဲ့စည်းတွေနဲ့ရဲရွာတွေကိုလူတိုင်းအထက်ပေါ်ကောင်းအောင်တည်ဆောက်တဲ့တွဲခေါ်ပုံတမျိုးပဲတဲ့ဆိုလိုတာကလူတစုတည်းမဟုတ်ပဲအားလုံးအတွက်ပိုပြီးခံနိုင်ရှိတဲ့စန်းတက်တဲ့မျှတတဲ့စနစ်တွေကိုအတူတူတည်ဆောက်ကြဖို့ပဲဒီအချက်ကပဲကျွန်တော်တို့ရဲ့အစပိုင်းကမီးခွန်းစီကိုပြင်လဲရောက်သွားစေတယ်ခနာကားဘီကင်းကိစ္စလိုပဲပေါ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာတတိမထမီပဲတွေ့ရှိဖို့စောင့်နေတယ်တခြားဘလို့ဟာကွက်တီလစ်ဟာမူရှိနေတယ်မလဲ ဒါတော့ဆက်ပြီးစဉ်းစားစရာမေးခွန်းတစ်ခုပါပဲ